ူဒီဝဒနာရှင်များအလုံးမင်္ဂလာပါနော်ဒီနေ့မှာတော့ခွန်ဘတ်တီးနဲ့အမျိုးတို့တွေရလိမ့်မယ်လို့ထင်ပါတယ်နော်မနေ့ပိုက်မှာပဲခွန်ရှိတ်ဆိုပြီးတော့ဆင့်သွားပြည်တယ်မျိုးတို့ရင်အဲ့ဒါပြီးတော့ဒါကတပတ်စာတပတ်စာမပြောက်ပတ်တီးရဆိုရင်နှစ်သုံးရှစ်နှစ်သုံးရှစ်မှာဆိုရင် သူကနှစ်သုံးလို့တစ်ချိန်ဆင်းတယ် ြီးတော့၃ည၃လို့ဒီ၃တလုံးနဲ့၃ည၃လို့ဆင်းတယ်ပြီးတော့ဒီမနက်မှာပဲ၈တလုံးနဲ့ခွန်၈ဆိုပြီးတော့ဆင်းသွားပြီးတယ်နော်သူကလည်းတာဝန်ကျေးသွားပြီးနော်ဒါကအခွေအခွေဆိုရင်သူက၃နှစ်ဆိုပြီးတော့ဒီမှာအခွေလေးကဆင်းတယ်ပြီးတော့၃ည၃ဆိုပြီးတော့ဒီအခွေလေးကနေထပ်ဆင်းတယ်နော်အခွေကလည်း၂ကြိမ်ဆင်းသွားတယ်မပြောက်ပတ်သေးရလဲအကုန်လုံးကြာပြီးသွားတယ်နော်ပရိတ်ကလည်း ခွန်ပရိတ်နဲ့6တိဆိုပြီးတော့ကြာပြီးသွားတယ်เนาะဒီကတ်ကလေးကိုကျမကစနေနေ့တိုင်းလိုက်လွှင့်มาဖြစ်ပါတယ်အမျိုးတို့ဤလိုက်လွင့်တဲ့အခါမှာအမျိုးတို့ကိုကျမကစခွင်လျှော်လေးရိုက်ပြီးယူထားပါလို့မှားတယ်เนาะအမျိုးတို့အဲ့ဒါဆိုရင်ကိုဟာကိုအချိန်မီပြန်ကြည့်လို့ရတယ်เนาะအဲ့ဒါဆိုတော့ယူကျူကအမျိုးတွေအတွက်ကိုကျမဘက်ကတာဝန်ကြီးတယ်เนาะ ယူကျူကအမျိုးတွေတင်မဟုတ်ပါဘူးကျမရဲ့အဖွဲ့ဝင်တွေဟာဆိုလို့ရှိရင်ဇာတို့ပတ်တီတစ်တလုံးပေးထားတာဖြစ်ပါတယ်ဒီတစ်တလုံးဟာဆိုလို့ရှိရင်သူက၃ရက်အတွင်းဆိုပေမဲ့သူကတရက်ကြော်သွားတဲ့အတွက်ကျမဘက်ကတာဝန်ကြီးပါတယ်နော်သူကတရက်ကလေးကြော်သွားတာပါခါတိုင်းဆိုလို့ရှိရင်သူကအမြဲတမ်းကျမရဲ့အဖွဲ့ဝင်ဟောင်းတွေကတည်တယ်နော်ခါတိုင်းဆိုရင်အစိုးကြီးကြားတယ်အစိုးကြီးကြားတို့တော့မှပဲကျမရဲ့အဖွဲ့ဝင်ဟောင်းတွေကဆိုလို့ရှိရင်စောစောစီးစီးကြားသွားလို့နဲတယ်တို့တော့ပြောတယ်နော်အဲ့တော့ ကျမကအစိုးရကြလို့ရှိရင်နောက်ထပ်တစ်လုံးထပ်ပေးတယ်ပေးတာလည်းအဲနောက်တစ်လုံးကလည်းအင်ကာနေမှာကြတယ်နော်ဒါအဖွဲ့ဝင်ဟောင်းနေအကုန်လုံးတည်တယ်အဲ့တော့ဒီနေ့ဒီပတ်မှာဆိုလို့ရှိရင်တော့ကျမပေးထားတဲ့တစ်ကကြာတာပဒိနေမှာပဲကြာသွားတာဖြစ်ပါတယ်နော်အဲ့ဒါပြီးသွားတော့ကျမကလက်ဆောင်အနေနဲ့ကျမရဲ့အဖွဲ့ဝင်တွေကိုဒါကလက်ဆောင်ပတ်ပြီးအခွေပေးထားတာဖြစ်ပါတယ်နော်အဲ့အခွေရဆိုလို့ရှိရင်သူက တနင်္လာနေ့ညနေမှာပဲသူကလေးခုံဆိုပြီးတော့အခွေထဲကနေပြီးတော့တစ်ချိန်ဆင်းတယ်။ဒီမနေ့မှာပဲခုံရှိဆိုပြီးတော့တစ်ချိန်ဆင်းတယ်နော်။ဒါကလက်ဆောင်ဖြစ်ပါတယ်အမျိုးလိုရင်။လက်ဆောင်လေးကနှစ်ချိန်ဆင်းတယ်နော်။ပတိကတစ်ချိန်ဆိုလို့ရှိရင်ကျမရဲ့အဖွဲ့ဝင်တွေကသုံးချိန်တိတိအောင်မြင်မှုကိုရရှိသွားတဲ့အတွက်ကျမဘက်ကတာဝန်ကျေပါတယ်နော်။နောက်ပတ်မှလည်းကျမအကောင်းဆုံးရှာဖွေပေးသွားမှာပါနော်။ အဲ့ဒါဆိုတော့နောက်ပတ်မှာအဖွဲဝင်ကျင်တဲ့အမျိုးတွေကဇာရောပတိတလုံးမင်းရောသုံးကွယ်ဒူရောနှစ်ကွယ်လက်ဆောင်ဖြစ်နေအခွေတစ်ခုပါကျမကထပ်ပြီးတော့ပေးသွားမှာဖြစ်ပါတယ်အဖွဲဝင်မဲ့လူတိတွေကကျမနဲ့ဆက်သွယ်ပေးပါပြီးလို့ရှိရင်ဒီလိုလာပါနော်အဖွဲဝင်မယ်ဆိုလို့ရှိရင်တောက်ကြညက်နေကနတ်ထွက်ပြီးတာနဲ့စပြီးတော့အဖွဲဝင်လို့ရပါပြီเนาะ တနင်္လာမနက်10:00နာရီထိအဖွဲ့ဝင်များကိုလက်ခံမှာဖြစ်ပါတယ်10:00နာရီနောက်ပိုင်းကိုတော့ကျွန်မအဖွဲ့ပိတ်ပါပြီနော်ကျွန်မကဒီလိုကတ်ကလေးဥဒါရောင်းတာဖြစ်ပါတယ်ဇာတို့ပတ်ဒီတလုံးမိန်ရော3ကွက်ဒူရော2ကွက်ဒါလေးဥဒါရောင်းတာဖြစ်ပါတယ်အခွေကတော့လက်ဆောင်အဖြစ်နဲ့ထက်ပြီးတော့ထည့်ပြီးတာဖြစ်ပါတယ်နော်မျိုးတို့အဲ့ဒါဆိုလို့ရှိရင်အဖွဲ့ဝင်မဲ့လူတိတွေကတစ်ချက်မှတ်ပြီးတော့ကျွန်မနဲ့ဆက်သွယ်ပေးပါကျမက ောက်ကြညနေခဏထွက်ပြီးတာနဲ့တပြိုင်နဲ့အဖွဲဆပြီးတော့လက်ခံနေပါပြီ။တနင်္လာမနက်10:00နာရီတိလက်ခံမှာဖြစ်ပါတယ်။ခဏမ်းများဝတော့တနင်္ဂနွေည9:00နာရီကနေစပြီးတော့ပြန်လည်ပို့ပေးမှာဖြစ်ပါတယ်။10:00နာရီထက်နောက်မကြဘူးလို့ကျွန်မကအာမခံပေးထားပါတယ်နော်။အဲ့ဒါဆိုတော့မနက်ဖြန်အတွက်ကိုကျွန်မပြပေးမယ် နတ်ဖန်မှာလည်းအကောင်းဆုံးရှာဖွေပေးထားပါတယ်เนาะအမျိုးတို့တင့်နဲ့တင့်နဲ့ပေါင်းမယ် တိတိပေါင်းတော်နှင့်နိပါဝါကခွန်နိကေနခကာလီနိခွန်လေးရာသူကကီးဖြစ်ပါတယ်နိခွန်လေးရာသူကဒီနေကုန်မှာသူကဆင်းပေးရမယ်တဲ့ဘာဆင်းပေးလဲ6နှစ်4ရှိဆိုတော့နိကောလီယောသူကဆင်းပေးသွားတယ်နော်အဲ့ဒါဆိုတော့ဆက်ကြည့်မယ်နော် ရှိနေရှိနေပေါ့မှာရှိရှိပေါင်းတော့6 6ထည့်ကြည့်တာကခွန်ခွန်ထည့်ကြည့်တာက8။ तू ကလည်းဒီနေကုန်မှာ तू ကလည်းဆင်းပြရမယ်။အဲ့တော့ဘာဆင်းပြလဲမနေ့ပိုင်းမှာ6နှစ်လို့ဆင်းတယ်ညနေပိုင်းမှာ4ရှစ်လို့ဆင်းတယ်နော်။အဲ့ဒါဆိုတော့ဆက်ကြည့်မယ် နှစ်နဲ့လေးနဲ့ပေါင်းမယ်နှစ်လေးပေါင်းတော့6 6ဘာဝါက1 6ရက်နှစ်ခါက9 तू ကဒီနေ့ကုန်မှ तू ကဆင့်ပေးရမယ်တဲ့ဘာဆင့်ပေးလဲတစ်တစ်ဆိုတော့တစ်တလုံးဆင့်ပြီးသွားတယ်6နဲ့9နဲ့ပေါင်းမယ်6 9ပေါင်းတော့1 တိထဲကြီးတာကနှစ်နှစ်ထဲကြီးတာကသုံးသူကလည်းဒီနေ့ကုန်မှာသူကလည်းဆင်းရမယ်။ဘာဆင်းပြီလဲမနေ့ပိုင်း၃၃ညနေပိုင်းတိတိဆိုပြီးတော့၃ရောတိကောသူကလည်းဆင်းပြီးသွားတယ်နော်။အဲ့တော့ဆက်ကြည့်မယ်။၃နဲ့တိနဲ့ပေါင်းမယ်။၃တိပေါင်းတော့၄ လေးပါဝါကကိုလေးရဲ့နှစ်ခတ်ကနှစ်လေးကိုနှစ်ကဒီနေ့ကုန်မှ तू ဆင်းရမယ်။နောက်မျိုးတို့။ဘာဆင်းပြီးလဲ၃ည2 5ကိုဆိုပြီးတော့နှစ်ကော9ရောဆင်းပြီးသွားတယ်။နော်။အဲ့တော့ဆက်ကြည့်မယ်၃ည9နဲ့ပေါင်းမယ်။၃ည9နဲ့ပေါင်းတော့9ကိုယ်ထည့်ကြည့်တာက3ည3ည်ထည့်ကြည့်တာက1။သူကလည်းဒီနေ့ကုန်မှဆင်းရမယ်။ ။ဘာဆင့်ပြီးလဲဆိုတော့၃ညာနှင်း၅ခုဆိုပြီးတော့၃ညာရော၉ရောဆင့်ပြီးသွားတယ်။အဲ့တော့ဆက်ကြည့်မယ်။နှစ်နဲ့၅နဲ့ပေါင်းမှာ။နှစ်၅ပေါင်းတော့ခွန်။ခွန်ပါဝါကနှစ်ခွန်ရဲ့နှက်ခတ်က3ညခွန်နှစ်3ညဒီနေကုန်မှာ तू ဆင်းရမယ်။ဘာဆင်းပြီလဲ3နှစ်ဆိုတော့နှစ်တလုံးနော် ခွန်နဲ့ခွန်နဲ့ပေါင်းမယ်ခွန်ခွန်ပေါင်းတော့၄၄တဲ့ကြည်တာက၅၅ထဲကြည်တာက6 5 6ကဒီနေကုန်မှာဆင်းရမယ်။ဘာဆင်းပြီလဲ။ကိုး၅ဆိုတော့၅တလုံးဆင်းပြီးသွားတယ်။အဲ့တော့မနှက်ဖန်အတွက်မနှက်ဖန်အတွက်က၅နဲ့၃နဲ့ပေါင်းမယ်။၅၃ပေါင်းတော့၈ နောက်ပြကြမှာဟိုဘက်ကိုပြန်တက်ပြီမယ်မျိုးလို့တောက်တင်နေမလို့တော့နော်9 3ပေါင်းတော့8 8ပါဝါက3 8ကနခက1 तू ကမနှက်ဖန်နေကုန်မှာဆင်းရမယ်တဲ့အဲ့တော့ခွန်နဲ့8နဲ့ပေါင်းတယ်ခွန်8ပေါင်းတော့9ငါးထည့်ကြည့်တာက6 6ထည့်ကြည့်တာကခွန်ငါး6ခွန်ကမနှက်ဖန်နေကုန်မှာထိရမယ်တဲ့အမျိုးလို့ ဲ့ဒါပြီးတော့ဒီဘက်ကအချင်းပြပေးမယ်ချောင်းနဲ့ချောင်းနဲ့ပေါင်းမယ်66ပေါင်းတော့နှစ်နှစ်ကို9နဲ့ပေါင်းမယ်နှစ်9ပေါင်းတော့ခွန်ခွန်ပါဝါကနှစ်သူကဒီနှစ်ရဲ့အတွင်းမှာသူကဆင်းရမယ် ာဆင့်ပြီးလဲဆိုတော့6နှစ်ဆိုတော့နှစ်တစ်လုံးဆင့်ပြီး98နဲ့ပေါင်းမှာ98ပေါင်းတော့ခွန်ခွန်4နဲ့ပေါင်းမှာခွန်4ပေါင်းတော့1တိပါဝါက6တိ6ကဒီနှစ်ရဲ့အတွင်းမှာသူကဆင့်ပြရမယ်တဲ့။ဘာဆင့်ပြလဲ6926ဆိုတော့6တလုံး ငါးနဲ့6နဲ့ပေါင်းမှာငါး6ပေါင်းတော့1တိကို2နဲ့ပေါင်းမှာတိ2ပေါင်းတော့3 3ရဲ့ပါဝါက8 3 8ကဒီ2ရဲ့အတွင်းမှာသူကဆင့်ပေးရမယ်တဲ့ပါဆင့်ပေးလေ3 3 8 8ဆိုပြီးတော့3ရော8ရောဆင့်ပေးသွားတယ်1နဲ့6နဲ့ပေါင်းမှာ တိ6ပေါင်းတော့ခွန်ခွန်၄နဲ့ပေါင်းမှာခွန်၄ပေါင်းတော့တိတိပါဝါက6တိ6ကသူကဒီနှစ်ရဲ့အတွင်းမှာသူကဆင်းရမယ်တဲ့။ဘာဆင်းပြီလဲ6 6ဆိုတော့6တလုံးဆင်းပြီ။6နဲ့9နဲ့ပေါင်းတော့9 9ကို9နဲ့ပေါင်းတော့ ၃ည၃ညရဲ့ပါဝါက၅၃ည၅ကလည်းဒီနှစ်ရက်အတွင်းမှာသူကဆင့်ပေးရမယ်။ဘာဆင့်ပေးလဲ၃၅ဆိုတော့၅တလုံးဆင့်ပေးတယ်။၅နဲ့ခွန်နဲ့ပေါင်းမယ်။၅ခွန်ပေါင်းတော့2 2ကို4နဲ့ပေါင်းမယ်။2 4ပေါင်းတော့6 6ပါဝါက1 6တက်ကဒီ2ရက်အတွင်းမှာ तू အဆင့်ပြရမယ်တဲ့။ဘာဆင့်ပြလဲ6တက်လို့ပဲဆင့်ပြသွား။အဲ့တော့မနက်ဖန်အတွက်မနက်ဖန်အတွက်က1နဲ့1နဲ့ပေါင်းတော့3 3ကို6နဲ့ပေါင်းတော့9 9ပါဝါက4 9လေးရမနက်ဖြန်မှာ ဆင့်ပြရမယ်တဲ့အမျိုးလိုနော်အဲ့တော့ဒီဘက်ကလည်း तू ကကီးကီးရလဲထီရမယ်ဒီဘက်ကကီးလဲ तू ကထီရမယ်ဆိုတော့ဒီဘက်ကလည်းကိုလေးချင်းဆိုတော့ကီးကိုအရင်ပြေးမယ်နော် တယ်မနှက်ဖန်ကိုငါချငါချငါ၆ခုကြီးအဲ့ထဲမှာကျမအကြိုက်ဆုံးကနတ်နှလုံးကိုပတ်တိပေးမယ်ငါ၆ပတ်တိနော် အဲ့ဒါတွေ့ပြီမယ်ဒါနဲ့လည်းတွေ့ရမယ်ဒါနဲ့လည်းတွေ့ရမယ်အဲ့မှာထွက်ပြီးသားတွေပါတယ်ထွက်ပြီးသားပါတော့ထွက်ပြီးသားကိုကျွန်မချမ်းထားမယ်နော်ကြိုက်တဲ့မျိုးတွေကထည့်သုံးအဲ့တော့ငါးနဲ့ဆိုတော့ငါးရှိငါးတော့ တက်နော်ဒီ၅တက်လုံးနဲ့ဒီဘက်က၃လုံးနဲ့ကတ်တာပြီးတော့6နဲ့ဆိုတော့6ရှိ6သုံး6တက်ကထွက်ပြီးသားနော်မထည့်တော့အဲ့တော့တဲ့9နဲ့ဆိုတော့ ရှိ93ကဝန်ချင်းကြီးဖြစ်တဲ့အတွက်ကျွန်မထည့်မယ်ပေးဘူးနော်9 9ရှိရှိပြီတော့ကိုခွန်6နဲ့ဆိုတော့ဒီမှာ69 ခွန်နဲ့ဆိုတော့ခွန်တုံးခွန်တနော်အဲ့ဒါဆိုတော့တက်ဆိုတော့တကွက်ကျောင်းမှာတကွက်က9နဲ့ဆိုတော့9လီ နော်မျိုးတို့ခဏ12ကွက်အဲ့လိုတော့ရတယ်မျိုးတို့နော်ဒါမျိုးတို့ညံရှိတယ်လို့ယူတော့နော်ညံရှိတယ်လို့ယူတော့မနေ့ဖန်တော့ကျမကတော့5 6ကြိုက်လို့5 6ကိုပတ်တိပေးထားတာအဲ့တော့မျိုးတို့အနေနဲ့9နဲ့6နဲ့ပါတာလေးတွေကိုတင်ထိုးမယ်ဆိုရင်တင်ထိုးနော်ဒါလေးတွေကတော့ရံပေါ့ နော်ဒီခွန်နဲ့ပတ်သက်တာလို့၉နာ၉နဲ့ပတ်သက်တာတို့ကတော့နည်းနည်းရမ်းထူပေါ့ဒီ၅နဲ့၆နဲ့ကတော့ကြိုက်တယ်နော်ဒါတွဲထားတာလေဒါလက်တွဲဆိုင်ကတွဲရမယ့်ကဏ္ဍတွေကိုတွဲပြီးထားတယ်အဲ့ဒါဆိုရင်တော့ကဏ္ဍလုံး ခွန်ကတော့အမျိုးလိုကြီးပြီးခဲ့တဲ့ဘက်ကတော့ပျောက်ပြီးသားဒါအမျိုးလိုညံရှိတယ်လို့ယူတော့နော်ပျောက်ပြီးသားက तू ကခွန်က၄ချိန်ဖြစ်နေပြီနော်ဒီမှာ၂ချိန်ဒီမှာ၁ချိန်ဒီမှာ၁ချိန်ဆိုတော့ तू ကခွန်က၄ချိန်ဖြစ်နေပြီအဲ့တော့ပျောက်ပြီးသားခဏက तू က၄ချိန်ဖြစ်တဲ့တွေ့တာဝန်ကြည့်မယ်ဆိုရင် तू ကကြည့်ပြီနော်ကြည့်တဲ့အခါမှာအမျိုးလိုအနေနဲ့ဒီအားလေးကိုပပပဲထိုးပေါ့နော်ပပပဲထိုး9နဲ့6နဲ့ တွဲထားတဲ့ဂဏန်းတွေဟိုတာအမျိုးတို့တင်းထိုးเนาะတင်းထိုးရမယ်ဆိုရင်2 4 6 8ကွက်ပဲရှိတယ်เนาะဒီအောက်က4ကွက်ကပါပါပဲထိုးเนาะဒါကတော့ရန်ကွက်ပေါ့နော်မျိုးတို့တချို့ကလည်းအဲ့လိုပြောမှသိတာဒါကတော့ main ပေါ့နော်ဒါကတော့ရန် ဲ့ဒါဆိုရင်မနက်ဖြန်14ရက်တောက်ကြမနက်ညမှာလဲအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါသေးနော်